အဲ့တော့ဒါတွေကကံရဲ့ပုံရိပ်တွေပေါ်နေတာကံရဲ့ပုံရိပ်တွေပေါ်တာအဲ့တော့ကြောင့်မို့လို့မှန်ကန်တဲ့အတွေးကကံဆိုတာရှိတယ်ကံကိုညင်းပယ်တဲ့အတွေးမျိုးတွေးမိလို့ရှင်ခုနမိစ္ဆာဒိဋ္ဌိဆိုတာကံကိုညင်းပယ်တဲ့ဒီအကရိယာဒိဋ္ဌိလို့ခေါ်တယ်ကုသိုလ်ဆိုတာမရှိပါဘူးအကုသိုလ်ဆိုတာမရှိပါဘူး ဆိုတော့ညင်းပယ်တဲ့ဝါရအကရိယဝါရလို့ခေါ်တယ်။အကရိယဝါရဆိုကံကိုလုံးဝမယုံဘူးလက်မခံဘူး။နောက်နတ္တိကဝါရဆိုတာကံရဲ့အကျိုးတရားကိုလက်မခံဘူး။မကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ဘူးဆိုပြီးအကျိုးတရားကိုညင်းပယ်တဲ့ဝါရ။နောက်တစ်ခုအဟိတုကဝါရဆိုတာအကြောင်းတရားကိုညင်းပယ်။ ပေါင်းလိုက်လို့ရှိရင်ကံနဲ့ကံ၏အကျိုးကိုညင်းပယ်တဲ့ပုဂ္ဂိုလ်ဟာမိစ္ဆာဒိဋ္ဌိပဲတဲ့ဒီမှာအဲ့ဒီလိုမိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီတဲ့နတ်ပြည်တော်မရောက်နိုင်ဘူးကောင်းရသူတိမရောက်နိုင်ဘူးတဲ့သူသွားရမယ်လမ်းစဉ်ကတော့အပယ်လေးပုံပဲဒါပဲသိချာဘာဖြစ်လို့ရောဆိုတော့ तू ကကံကိုညင်းပယ်ထားမှ तू လှုပ်ချင်လှုပ်တော့မှာလေလှုပ်ချင်ရလို့ဆိုကြတဲ့ကလူတွေကဘာတွေကိုလှုပ်ချင်တာတော့ဆိုလို့ရှင်မကောင်းတာပဲလှုပ်ချင်တာများတယ်လေ အဲ့တော့သူလှုပ်ချင်ရလှုပ်တော့မယ်လူဆိုတာအထင်းကလေးနဲ့နေရတာအထင်းကလေးရှိရတယ်အထင်းကလေးမရှိဘူးဆိုရင်လှုပ်ချင်ရလှုပ်ဆိုလို့ရှိရင် မကောင်းတာပဲလှုပ်ကြမှာပဲမကောင်းတာပဲအလုပ်များမယ်လေကောင်းတာဆိုတာရေးဆန်းလှော်နေရတယ်အထက်တက်နေရတယ်ရေးဆန်းဆိုတာတွားရခက်တဲ့နေရာတစ်ခုပေါ့နော်မကောင်းတာလှုပ်တဲ့ဆိုတာရေးဆုံးတွေ့တယ်ညှော့ချလိုက်ုံပဲ အေးဒါကြောင့်မလို့အတွေးနဲ့ပတ်သက်လာလို့ရှိရင်ခုနပြောတဲ့အတွေးတွေမတွေးနဲ့အတွေးတွေတွေးမိပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာအဲ့ဒါတွေကကိုယ့်ရဲ့စိတ်အစင်ထဲမှာကိန်းဝတ်သွားတယ်စိတ်အစင်ထဲမှာကိန်းဝတ်သွားလို့ရှိရင်ကိန်းသွားတယ်ဆိုတဲ့အတိတ်တွေကအကြောင်းရှိရင်ပေါ်လာလိမ့်မယ်လို့ပြောတာနော်ကဲပေါ်တယ်ဆိုတာနဲ့ပတ်သက်ပြီးကိုယ့်ကိုယ်ကိုတွေးကြည့်တာမှာ တခါတရံကြတော့ဟိုငယ်ငယ်တုန်းကအကြောင်းအရာတွေပေါ်မလာဘူးလားဟုတ်ကြောက်သွားတာမဟုတ်ဘူးဆိုတော့သိကြတယ်နော်ကံကလည်းအဲ့လိုပေါ်ပေါ်လာလိမ့်မယ်အဲ့ဒီလိုပေါ်လာတာအကူမြူလေးဖြစ်တယ်လို့ခေါ်တယ်ခုခေတ်စကားနဲ့ဆိုအွန်လိုင်းပေါ့အွန်လိုင်းဖြစ်နေတာအဲ့ဒါအကျိုးပေးတာချင်းအကျိုးပေးမှသူကကြောက်မသွားဘူး